မကြခင်မှာကျွန်တော်တို့ကိုပြန်လဲသိမ်းဆဲတော့မယ်သခင်ရှုခရစ်တော်ရဲ့နာမနဲ့မင်္ဂလာနှစ်သစ်လေးပါလို့မိသားစုတယောက်စတိုင်ကိုလို့ဆက်ပါတယ်ဒီကနေ့28ရက်6လ2025စနေနေ့ရက်နေ့ဒီကနေ့တစ်ထဲမှာသာဝရပြန်သည်တင့်ကိုကောင်းချီးပေးပြဆောင်မတော်မူပါစေတော်သာဝရပြန်သည်တင်၌မျက်နာတော်အလင်းကိုလွတ်၍ဂယုနာဂျေစုပြုတော်မူပါစေတော်သာဝရပြန်သည်တင့်ကိုမျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေတော်။အာမင်။ခြေတမိသားစုများဒီကနေ့ကျွန်တော်တို့ဖိလိပ္ပိဩဝါဒစာအခန်းကြီး2အခန်းငယ်14 15 16သုံးပိုက်ကိုအတူတူကဆင်ခြင်ခွင့်ရကြကြအောင်။သင်တို့သည်ပြုလင်သည်များတို့၌ညီတန်းချင်းညင်းခုန်ချင်းမရှိဘဲပြုကြလော။ထို့သူပြုလင်အပြစ်တင်ခွင့်မရှိအဘယ်သူကိုမျှမပြစ်မှာပဲနေ၍မဖြောက်မမှန်ဖောက်ပြန်သောလူမျိုးအထက်၌ အဘင်အပြည့်မျက်မပါသောဘုရားသခင်ဤသံဖြစ်ကြလိမ့်မည်။အသက်ရှင်ခြင်းနှင့်ဆိုင်သောနှုတ်ကပတရားတို့ကိုပြတ်သား၍စက်ကြဝလာ၌နေလကျေနှက်ခကဲ့သို့ထိုလူမျိုးအထက်၌ထွန်းလင်းကြ၏။တို့ပြုလျင်ငါသည်အကျိုးမရှိပဲလျက်ပြေးသည်မဟုတ်အကျိုးမရှိပဲလျက်ကြိုးစားအထုသည်မဟုတ်ကြောင်းကိုငါထောက်၍ခရစ်တော်ဤနေရ၌ဝါကြွားဝမ်းမြောက်ခြင်းရှိလိမ့်မည်။ဟာလေလုယာ။ခြေရမိတဲ့ဆရာများကျွန်တော်တို့က าวรณียะกาละคริสต์โตเยณียะกาละชีဆောင်ชินณียะกาละพญาทခင်ကกติပေးထားတယ်เยชูကกติပေးထားတယ်အတွက်ကြောင့်ကျွန်တော်တို့မှာမျှလင့်ချက်ရှိတဲ့သူတွေဖြစ်တယ်ဟာလေလုယမျှလင့်ချက်ရှိတဲ့သူတွေအနေနဲ့ကျွန်တော်တို့လောကမှာအသက်ရှင်နေတဲ့အခါမှာပြုလေသမြတို့၌မိတန်ချင်းညင်းခုချင်းမရှိဘဲနဲ့ပြုကြဖို့ဖြစ်တယ်ဟာလေလုယယုံကြည်သူတယောက်ရဲ့အသက်တာထဲမှာ ဘာဖြစ်လို့မိတန်ချင်းညီကုန်းချင်းမြဲကုန်းချင်းမရှိဘဲနဲ့ပြုခိုင်းလဲဆိုတော့အနာကမှာအနာကမှာကျွန်တော်တို့ကိုပြင်ဆင်ထားပေးတဲ့ဆုလတ်တစ်ခုရှိလို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ခြေတယ်မိသားစုများကျန်တယ်မှာဘာပြောလဲဆိုတော့အဲ့လိုမျိုးလုပ်မယ်ဆိုရင်တဲ့အပြစ်တင်ခွင့်မရှိဘဲနဲ့မဖောက်ပြန်မပြည့်စည်သောလူမျိုးထဲမှာအပင်အပြစ်မှမပြားမပါတဲ့ဖယားသခင်ရဲ့သားတဲ့နှုတ်ကပတ်တော်ကိုပြတ်သတ်တယ်နေလာကျဲတော့မှထွန်းလင်းမယ်တဲ့ ဟိုတင်စားထားတာပြောပြထားတာเนาะဒါကြောင့်ရှင်ဘုန်းကြီးကပြောပြဆိုတော့တို့ပြုလျင်ငါသည် အကျိုးမရှိပဲပြေးတာမဟုတ်ဘူးလေအကျိုးမရှိပဲကြိုးစားအထုတာမဟုတ်ဘူးလေခရစ်တော်ရဲ့နေ့ရက်မှာကျွန်တော်ပြောချင်ရှိတယ်ဟာလေလုယာဒါကြောင့်မိသားစုများတကယ်ပဲကျွန်တော်ရဲ့အသက်တာထဲမှာအိမ်မှာပဲဖြစ်ဖြစ်အသင်းတော်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတွေက ဖယားသားသမီးတယောက်အနေနဲ့ကျွန်တော်တို့လှုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့်ကုမ္ပဏီလုပ်ငန်းဖြစ်ဖြစ်ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်အသင်းတော်လုပ်ငန်းပဲဖြစ်ဖြစ်ဖယားသခင်နဲ့ဆက်ဆိုင်တဲ့သူတယောက်အနေနဲ့ကျွန်တော်တို့ကအသက်ရှင်နေတာဖြစ်တဲ့အတွက်ကြောင့်တကယ်ပဲညီတန်ချင်းညှင်းခုချင်းမရှိပဲလှုပ်ဆောင်ပြီးတော့မှတနေ့ကျရင်ရှင်ဘောလူပြောသလိုပဲအကျိုးမရှိဘဲနဲ့ငါပြေးတာမဟုတ်ဘူးအကျိုးမရှိဘဲနဲ့ငါလှုပ်ဆောင်နေတာမဟုတ်ဘူး ရစ်တော်ရဲ့နေ့ရဲ့အချိန်ပြန်ဝါကြွားဝါမြောက်ဖို့ဖြစ်တယ်ဟာလေလုယာဘာနဲ့တူလဲဆိုတော့ဗန်ထဲမှာစုထားတာနဲ့တူတယ်မြားမြားစုတဲ့သူကမြားမြားပြန်ရိတ်သိမ်းမှုဖြစ်တယ်အတိတ်ပဲကယုံကြည်သူအရောက်တိုင်းကတော့ကောင်းကင်နိုင်ငံရောက်မယ်ဒါပေမဲ့ဆုလန့်တရဖူနဲ့ပတ်သက်ပြီးတော့မှယခုအချိန်မှာလှုပ်ဆောင်တဲ့အခါမှာဘာသဘောနဲ့လှုပ်ဆောင်တယ်လဲဆိုတာအမှန်တမှအရေးကြီးတယ် တကယ်ဖះလူတို့နဲ့အညီတဲ့သဘောနဲ့လှုပ်ဆောင်တဲ့သူအတွက်တော့သာဝရဝမ်းမြောက်ခြင်းရှိမယ်ဆိုတဲ့အကြောင်းကိုနှုတ်ကပတော်အဖြစ်မြတ်တန်နဲ့ဝင်ရတဲ့တင့်ကိုဖះသခင်သားရဲ့ကောင်းချီးပေးပါစေအာမင်